မင်္ဂလာပါရှင် Panelist Business Services ရဲ့ Founder မထူးတန်းစင်ဖြစ်ပါတယ်ဒီနေ့မှာတော့ company တစ်ခုမှာမမှန်ကန်တဲ့ဒါမှမဟုတ်လို့ရှင်မပြည့်စုံတဲ့ HR policies မူဝါဒတွေရှိနေလို့ရှင်ဘယ်လိုစိုးကျိုးတွေဖြစ်မလဲဆိုတဲ့အကြောင်းကိုမျှဝေပေးသွားပါမယ် အရှာပေါ်လစီမရှိတာကပြဿနာတွေဖြစ်စေနိုင်တယ်လို့မမှန်ကန်တဲ့မူဝါဒတွေရှိနေတာကလည်းအလားတူပြဿနာတွေအများကြီးဖြစ်စေနိုင်ပါတယ်။မူဝါဒတွေကမရှိမလင်းဖြစ်နေတာခင်မမီတော့တာနဲ့ဥပဒေနဲ့မညီညွတ်တာတွေကအငင်းပေါင်းပွားမှုတွေကိုပေါ့နော်ဆုံးရှုံးမှုတွေကိုအများကြီးဖြစ်ပေါ်စေပါတယ်။ဒါဆိုရင်အရှာပေါ်လစီမှန်ကန်တဲ့အခါမှာဘယ်လိုပြဿနာတွေကြုံလာနိုင်လဲ။ပထမဆုံးအနေနဲ့ကကြတော့ဥပဒေရေးရာပြဿနာတွေအများကြီးဖြစ်ပေါ်နိုင်ပါတယ်။အရှာပေါ်လစီတွေက အလို့သမားဥပဒေနဲ့ညီညွတ်ဖို့အရန်ရေးကြည့်ပါတယ်။ဥပဒေနဲ့မညီညွတ်တဲ့အလို့ချိန်တွေခွင့်ရတွေလာစာပေးချေမှုဆိုင်ရာမှုအားတွေကနောက်အနာကက်မှာပေါ့နော်တရားစွဲဆိုခံရတာမျိုးအထီးကိုဖြစ်လာနိုင်ပါတယ်။ ဒုတိယကကြတော့ဝန်ထမ်းတွေကြားမှာမကျေနပ်မှုတွေဖြစ်ပွားစေတာပေါ့เนาะလုပ်ငန်းခွင်ရဲ့စီကန်းတွေကတသမတ်တည်းမရှိတော့ဘူးအပြင်မှာဖြစ်နေတာနဲ့မူဝါဒတွေနဲ့ကအကင့်ညီမှုမရှိတော့ဘူးဆိုလို့ရှိရင်ပြိပခတ်တွေပို့ပြီးတော့ဖြစ်စေတယ်မျက်နှာလိုင်းမှုတွေရှိတဲ့အခါမှာလည်းဝန်ထမ်းတွေကတရားမျှတမှုမရှိတော့ဘူးလို့ခံစားလာရပြီးတော့ကုမ္ပဏီပေါ်မှာလည်းစိတ်သက်အာကြဆင်းလာနိုင်စေပါတယ်ပေါ့เนาะဒါကလုပ်ငန်းခွင်ရဲ့ကာချာကိုအများကြီးထိခိုက်စေပါတယ်နောက်တစ်ခုကကုမ္ပဏီရဲ့ပုံရိပ်ကို ထိခိုက်စေပါတယ်ဒီနေ့ခေတ်မှာဝန်မ်းတအုပ်ရဲ့မကျေနပ်မှုတစ်ခုဟာလူမှုကွန်ရက်ပေါ်မှာအလွယ်တကူပြန့်နှံ့သွားနိုင်ပါတယ်အဲ့တော့ကုမ္ပဏီတစ်ခုကမမျှတာတဲ့ HR policy တွေရှိတယ်ဆိုတဲ့နာမည်ထွက်လာလို့ရှိရင် ။နောက်အနာဂတ်မှာလည်းအရေးချင်းရှိတဲ့ဝန်ထမ်းကောင်းကိုခန့်အပ်ဖို့အတွက်ကပို့ပြီးတော့ခက်ခဲစေပြီးတော့ရေရှည်မှာလည်းလုပ်ငန်းကိုအများကြီးထိခိုက်စေပါဗျ။အဲ့တော့အနည်းချုပ်ရလို့ရှိရင် HR policy တွေကစာရွက်စာတမ်းတသက်မဟုတ်ဘဲနဲ့ကုမ္ပဏီရဲ့ရေရှည်တိုးတက်မှုအတွက်နဲ့ဝန်ထမ်းတွေရဲ့အလုံးကြုံရေးကိုအကာအကွယ်ပေးတဲ့လိုအပ်တဲ့အခြေခံဥပဒေတစ်ခုပဲဖြစ်ပါတယ်။အဲ့တော့မှန်ကန်တဲ့မူဝါဒတွေရှိတာကအနေရကင်းပြီးတော့လေးစားမှုရှိတဲ့ကာချာကောင်းတဲ့လုပ်ငန်းခွင်တစ်ခုကိုတည်ဆောက်နိုင်မှာဖြစ်ပါတယ်။အဲ့တော့နောက်ထပ် ိုင်းအခြားနဲ့ပတ်သက်တဲ့ဗဟုသုတတွေရဖို့ကျမတို့ရဲ့ page ကို follow လုပ်ထားပေးဖို့ဖိတ်ခေါ်ရင်းနဲ့ဒီနေ့အတွက်တော့ဒီလောက်နဲ့ပဲညနာပြစေအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်